ားလုံးပဲမင်္ဂလာပါခင်ဗျာ Wave Football Channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်အခုပဲစနေနေ့ညမှာရှင်ပြန်ကစားကြမယ် Manchester United နဲ့ Brighton အသင်းရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ပွဲကြေဆုံးသတင်းအမြင်ကိုတင်ဆက်ပေးကြပါမယ်ဒီပွဲစဉ်ကတော့စနေနေ့ညမြန်မာစံတော်ချိန်7:00နာရီမှာကစားမှာဖြစ်ပါတယ် Anfield လို့ကွင်းမျိုးမှာနှစ်ကိုးတကိုးနဲ့အနိုင်ရရှိခဲ့တဲ့ Manchester United ကလက်ရှိချိန်မှာစိတ်ဓာတ်ပိုင်းဆိုင်ရာအမြင်ဆုံးကိုရောက်ရှိနေတယ်လို့ပြောလို့ရပါတယ်ဘာလို့လဲ Anfield လို့ကွင်းမျိုးမှာအနိုင်ရဖို့ဆိုတာ ရီးမီးယားလီဂ်တင်ဘယ်အသင်းမှဖြစ်ဖြစ်အနိုင်ရဖို့မလွယ်ကူပါဘူးဒါကိုယူနိုက်တက်တို့အနေနဲ့လှုပ်ပြခဲ့ပြီးပြီးဒီဒီချိန်ထပ်ပြီးလှုပ်ပြရမှာကမနက်ဖြန်မှာကန်မဲ့ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာဘာလို့လဲယူနိုက်တက်တို့အနေနဲ့နောက်ဆုံးအိမ်ဝင်း300သီသက်တိုက်ဘရိုက်တန်အသင်းကိုရှုံးနေထားတယ်ဒါကြောင့်ဒီဒီချိန်မှာဆိုရင်ယူနိုက်တက်တို့အနေနဲ့အဲ့ဒီရှုံးထားတဲ့ရှုံးကျွေးတွေကိုအကောင်းဆုံးခြေဖြတ်ပြရမယ်အချိန်ဖြစ်တယ်ဒီအချိန်အားဆိုရင်လည်းအကောင်းဆုံးအချိန်ပဲလို့လည်းထင်တယ် ီးတော့နီးပြအမ်မိုရီနဲ့ဒီပွဲစဉ်ကိုသာအနိုင်ရလိုက်မယ်ဆိုရင်ဘာပဲပြောပြောဒီအာဒီ United တို့အနေနဲ့ top 4 race တဲ့အကောင်းဆုံးအနေထားတစ်ခုကိုရောက်ရှိသွားမယ်ဒါကြောင့်နီးပြအမ်မိုရီနဲ့လည်းအကောင်းဆုံးလှုပ်ပြဖို့လိုအပ်ပါတယ်ဒီနှစ်သင်းရဲ့လက်ရှိအနေထားတွေကိုကျွန်တော်တို့အသုံးသက်ကြည့်ရအောင် United တို့အနေနဲ့နောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာဆိုရင်၃ပွဲနိုင်ပြီး၃ပွဲရှုံးနေထားတယ်နိုင်ထားတဲ့၃ပွဲကတော့ Chelsea ကို2ဂိုးတကူ၊ Sunderland ကို2ဂိုးကုန်ရှိ၊ Liverpool ကို2ဂိုးတကူနဲ့နိုင်တယ် ရှုံးနေခဲ့တဲ့ပွဲတင်ကတော့ Bradford ကို၃ဂိုးတကူနဲ့ရှုံးနေထားတယ်။တစ်ဖက်က Brighton တင်းကတော့နောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာဆိုရင်နှစ်ပွဲနိုင်ပြီးနှစ်ပွဲတည်ကြထားတယ်။တည်ကြခဲ့တဲ့ပွဲတင်တွေကတော့စပါးကိုတစ်ဖက်၂ဂိုးစီ၊ Wolverhampton ကိုတစ်ဖက်၂ဂိုးစီနဲ့အနိုင်ရခဲ့တဲ့ပွဲတင်တွေကတော့ Chelsea ကိုအဝေးဘက်မှာ၃ဂိုးတကူနဲ့နိုင်ပြီးတော့အိမ်ဝင်းမှာ Newcastle ကို၂ဂိုးတကူနဲ့အနိုင်ရရှိထားတယ်။ဆိုတော့ဟိုရလက်တွေကတော့တသိန်းနဲ့တသိန်းအရန်ကြီးအသိပ်ပြီးတော့မကွာဘူး။တသိန်းလုံးဖောင်းမစိုးဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ ဟိုစိတ်တဲ့ပိုင်းဆိုင်ရမှာဆိုတော့ United ကပို့ပြီးတော့အသာရတယ်လို့ပြောလို့ရတယ်။ဘာလို့လဲ?ခုနကပြောခဲ့တယ်လို့ပဲ။ AMP Queen ကိုအနိုင်ရခဲ့တဲ့စိတ်တဲ့ကကျွန်တော်တို့ဘာနဲ့မှမမတူတာဗျ။ဘာလို့လဲ AMP Queen ကတကယ်ကိုကစားရခက်ခဲတဲ့ Queen ဖြစ်တယ်။ဒါကို United တို့အနေနဲ့လုတ်ပြခဲ့တယ်ပြီးတော့ပို့ပြီးတော့စိတ်ရင်နှဖို့ကောင်းတာကအဲ့ကွင်းမှာနောက်ဆုံး10နှစ်အနိုင်မရရှိခဲ့မှုကိုအကောင်းဆုံးအဆုံးသတ်နိုင်ခဲ့တယ်ဒါကြောင့်မို့အဲ့ပွဲစဉ်အရဆိုရင် တမိုင်းကြောင်းကောင်းခဲ့တဲ့ပွဲစဉ်လည်းပြောလို့ရတယ်။ဒါကြောင့်စိတ်တဲ့ပိုင်းဆိုင်ရာမှာဆိုရင်တော့ United က Brighton ထက်အနည်းငယ်အသာရနေတယ်လို့ပြောလို့ရတယ်။ပြီးရင် United ရဲ့ပွဲထက်လူသင်းအချင်းတွေကိုကျွန်တော်တို့သုံးသပ်ကြည့်အောင် United တို့အနေနဲ့ပြီးခဲ့တဲ့ Liverpool နဲ့ပွဲစဉ်ကပွဲထက်လူသင်းကိုအများကြီးအပြောင်းလဲပြုလုပ်မယ်လို့တော့မထင်ဘူး။ကိုယ်သမားနေရာမှာ Sandy Lambans ပဲဖို့ဖြစ်ဖို့များတယ်။ပြီးရင် Thunderbird တန်းမှာဆိုရင်ဒီ Matthias De Ligt ရဲ့ Harry Maguire ရဲ့ Lucio ရဲ့ဖြစ်ဖို့များပြီးတော့ Right wing ဘက်မှာဆိုရင် Ahmed Diallo ရှိမယ်။ ကွင်းလက်တွဲမှာဆိုရင်ဒီ Bro Fernandez နဲ့ Carlo Casemiro ဖြစ်ပုံများပြီးတော့ကျွန်တော်ထင်ဒီလက်ဝင်းဘက်တနေရာလောက်ပဲအပြောင်းလဲပြုလုပ်မယ်ထင်တယ်ကြဘာလို့လဲဆိုတော့ဒီ Patrick ဒိုကူဒါမှမဟုတ်သူတို့တွေဒီကိုဒါလောက်ကိုသုံးမယ်ကျွန်တော်တော့ဒီပွဲစဉ်မှာဆိုရင်ဒီကိုဒါလောက်ကိုပဲသုံးဖို့များတယ်လို့ထင်တယ်ပြီးရင်ဒီ number 10တို့နေရာမှာဆိုရင်ဒီ Ambomo နဲ့ဒီ Mason Mount အတွဲရှိမယ်ပြီးရင်တိုက်စစ်နေရာမှာဆိုရင်ကျွန်တော်ထင်ကွန်ညာပဲဒီပွဲမှာသုံးမယ်လို့ထင်တယ်ဒါဘာပဲပြောပြော United တို့အနေနဲ့ဟိုဒီလူစင်းရာဆိုရင် Brighton အသင်းကိုအနိုင်ရဖို့အတွက် ဟိုလုံလောက်တယ်လို့ကျွန်တော်ထင်တယ်ပြီးရင်ကျွန်တော်တို့ United ကအခုနောက်ပိုင်းပွဲတင်နေမှာဆိုရင်ကျွန်တော်ဘာသွားတွေးရလဲဆိုတော့တို့အနေနဲ့ဟို direct attack play style ကိုတို့ကစားလာတာကိုတွေးရတယ်တို့အနေနဲ့ဒီဒီဖူဘက်တွေကနေတို့ဘောလုံးရလာပြီဆိုရင်ကျွန်တော်တို့အရင်ကြီးတုံဆိုင်မနေတော့ဘဲနဲ့ဒီကိုရဲ့တိုက်စကားလာမှာက area တဲ့ဘယ်နေရာမှာနေရာယူထားလဲဆိုတာကြည့်ပြီးတော့အဲ့ဒီနေရာယူထားတဲ့နေရာကိုဓာတ်ရိုက်ပေးပို့ပြီး ကိုရဖို့ကြိုးစားတာကိုအခုနောက်ပိုင်းပွဲစဉ်တွေမှာတွေ့ရတယ်ဒီဒီဒါကိုဆန်လန်နဲ့တင်းတဲ့ပွဲစဉ်မှာရောဒီလီဗာပူးနဲ့ပွဲစဉ်မှာရောတွေ့ရတယ်ပြီးရင်သူတို့အနေနဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်လောင်းဘောတွေကိုတော်တော်များများအသုံးပြုတာကိုတွေ့ရတယ်ပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲစဉ်မှာဆိုရင်လည်းလောင်းဘောတွေကို85ကြိမ်အထိပေးပို့သွားတယ်ပြီးရင်အဲ့လောင်းဘောတိုင်းမှာဆိုရင်သူတို့ဒီလောင်းဘောတွေရဲ့ second ball တိုင်းကို United ကစားသမားတွေနဲ့အကောင်းဆုံးဘယ်လိုအနိုင်ရခဲ့တယ်လို့ပြောရမယ် ဒါကြောင့်မို့ United ကအခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုသူတို့ရဲ့ကစားဟန်အနေငယ်ဟိုအရင်အထက်ပို့ပြီးတော့ဟိုပြောင်းလဲလာတယ်လို့ကျွန်တော်ခံလာရတယ်ပြီးရင်သူတို့အနေနဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ဒီ quick counter attack ကစားလာလဲတကယ်ကိုကောင်းမွန်လာတယ်ပြီးတော့ပြီးခဲ့တဲ့ Liverpool နဲ့ပွဲစဉ်မှာဆိုလဲတကယ်ကိုကျွန်တော်ထိရောက်တဲ့ quick counter attack တွေကိုကျွန်တော်တို့များစွာတွေ့ခဲ့ရတယ်ပြီးရင်ကျွန်တော်တို့ United တို့အနေနဲ့ဟိုဒီပွဲစဉ်ကိုဟိုအနိုင်ရလိုက်ရင်ဒါဘာပဲပြောပြောဟိုနောက်ဆုံး၅ပွဲမှာဆိုရင်၄ပွဲထိနိုင်ခဲ့ရတယ်ဆိုတော့ Mantle ပိုင်း တို့ရပဲဒါကြောင့်မို့ United တို့အနေနဲ့ဒီပွဲစဉ်မှာဆိုရင်မဖြစ်မနေဟိုအနိုင်ရမယ်လို့လည်းထင်တယ်ပြီးရင်ကျွန်တော်အနေနဲ့ဒီပွဲစဉ်မှာဆိုရင်ဟိုအကောင်းဆုံးတမိုင်းစင်လာစိုးကိုခြေဖြတ်ပြမယ်လို့လည်းမြင်မိပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ